ားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်ဒီမှာနောက်ပိတ်သုံးလုံးခွန်ခွန်နှစ်ဆိုပြီးဇောင်းထိုးတာနော်သုံးကတ်ရှိတယ်ပထမကတ်မှာနောက်ပိတ်သုံးလုံးခွန်ခွန်နှစ်လို့ဇောင်းတက်တယ်2003လုံး1000တယ်နော်ဒါပထမကတ်ဒုတိယကတ်မှာနောက်ပိတ်သုံးလုံးခွန်ခွန်နှစ်လို့ဇောင်းထိုးတယ်နောက်ပိတ်သုံးနောက်ထောင်သုံးလုံးက10ဖြစ်သွားပြီပထမကတ်မှာ7နောက်ထောင်ဒုတိယကတ်က10နော် ခုတတိယကတ်ကဒီမှာခွန်ခွန်နှစ်လို့ဖြစ်တယ်နော်တတိယကတ်ကဒီမှာခွန်ခွန်နှစ်လို့ထပ်ဖြစ်တယ်ဖြစ်ပြီးတော့နောက်ထောင်သုံးလုံးအောင်ကိုးဖြစ်သွားပြီနော်ပထမကတ်မှာနောက်ထောင်သုံးလုံး7ဒုတိယကတ်မှာနောက်ထောင်သုံးလုံး10တတိယကတ်မှာနောက်ထောင်သုံးလုံး9နဲ့နော်ဟုတ်ပြီအဲ့လိုထွက်ပြီးတာနဲ့တဲ့သူကပထမကတ်ကိုပြန်သွားမယ်နော်ခွန်ခွန်နှစ်ဆိုပြီးတော့နောက်ထောင်သုံးလုံးဇောင်းထိုးနောက်ပိတ်သုံးလုံးဇောင်းထိုးလိုက်တယ်ထိုးပြီးရတယ်နောက်ထောင်သုံးလုံး10ဖြစ်တယ်ဖြစ်ပြီးရတယ်နောက်နှစ်မှာသူကဘရိတ်ကိုခဏတကွယ်940အာလိုက်ထွက်တယ်နော်သူထွက်တော့မယ်ဆိုရင်လည်းသူကတစ်ထိတ်စီးရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်မှာ ထွက်တယ်ထွက်ပြီးသူ့ဘေးမှာနောက်ထောင်သုံးလုံး၅လို့ထောင်ထားတယ်เนาะဒါပထမကတ်ဒုတိယကတ်မှာလည်းသူဒီတိုင်းပဲเนาะခုခုနှစ်လို့နောက်ထောင်သုံးဆောင်းထိုးတယ်ထောင်ပြရနောက်ထောင်သုံးလုံးက10เนาะအဲ့ဒီပြီးတာနဲ့သူကနောက်နှစ်မှာတဲ့သူကဘရိတ်ကိုကနန်းကို၅လေး၃ညအာလိုက်ထွက်တယ်เนาะသူထွက်တော့မဆိုရင်တစ်နောက်ပေးတစ်ထိတ်စီရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်မှာထွက်တယ်ထွက်ပြရနဲ့သူ့ဘေးမှာနောက်ထောင်သုံးလုံးကပထမကတ်မှာ၅ဒုတိယကတ်မှာနောက်ထောင်သုံးလုံးက6ဖြစ်သွားပြီเนาะဟုတ်ပြီဒါတတိယကတ်တတိယကတ်မှာလည်းဒီတိုင်းပဲသူ ခုနှစ်လို့နောက်ပြည်သူလုံးဆောင်ထိုးလိုက်တယ်ထိုးလိုက်တာနဲ့နောက်ထောင်သုံးလုံးက6ဖြစ်သွားပြီနော်အဲ့ဒီနောက်နှစ်မှာလည်း तू ကဘရိတ်ကိုကဏ္ဍတကွ9 40အာလိုက်ထွက်တယ်နော်အဲ့ကဏ္ဍ9 40တုံညာအာထွက်တော့မယ်ဆိုရင်လည်း तू တစ်ထိတ်စီးရဲ့အောက်တပွဲနှစ်ပွဲကျော်မှာထွက်တယ်နော်ထွက်ပြီးတော့သူ့ဘေးမှာသုံးလုံးကိုခုန်ထောင်းထားတယ်နော်ပထမကမ္မနောက်ထောင်သုံးလုံး9ဒုတိယကမ္မနောက်ထောင်သုံးလုံး6နော်အခုတတိယကမ္မနောက်ထောင်သုံးလုံးခုန်ထောင်းပြီးမှထွက်တယ်နော် ဟုတ်ပြီပြောချင်တာကသူကအဲ့ဒီကောင်တွေထွက်ပြီးတာနဲ့တဲ့နောက်နှစ်မှာသူကဘာလိုက်လို့လဲဆိုတော့သူချိန်ကြီးရဲ့အောက်တော့နှစ်ပွဲကျော်မှာငားလေးစုံညာအာထွက်တယ်ထွက်ပြီးတာနဲ့နောက်နှစ်မှာသူကငားလေးလေးအာထွက်တယ်ခြောက်စုံညာငားအာလိုက်ထွက်တယ်နော်ပြန်ငါ6နှစ်အာထွက်တယ်နော်သူကဒီ3ခွက်ထွက်တယ်နော်ပထမကတ်မှာဒုတိယကတ်မှာလည်းသူကအဲ့တိုင်းပဲနော်ဒုတိယကတ်မှာလည်းခွန်ခွန်နှစ်လိုစောင်းထိုးပြီးရတယ်နဲ့နောက်ထောင်3လို10ထောင်နဲ့ငါးလေးတုံညကဏ္ဍထွက်ပြီးရတယ်နောက်နှစ်မှာသူက6တုံညငါးအာ ်အား9လေးလေးဒီ3ခွက်လိုက်ထွက်တယ်နော်ဒီ3ခွက်လိုက်ထွက်တယ်နော်အဲ့တော့ခုနှစ်တတိယကပ်ပေါ့ခွန်ခွန်နှစ်ဇောင်းထိုးတယ်နောက်ထောင်သုံးလုံးက6ဖြစ်သွားပြီနော်အဲ့မှာသူ9.40အားလိုက်ထွက်ပြီးတာနဲ့ဒီနှစ်ထဲမှာသူကဒီ3ခွက်လိုက်ထွက်ရမယ်နော်ဒီနှစ်ထဲမှာဒီနှစ်ထဲမှာသူကဒီမှာ 962R ရဲ့964ရဲ့635 R ရဲ့เนาะဒီ3ခွက်လိုက်ထွက်ပေးရမှာမထွက်သေးဘူးเนาะမွေးရမှာမွေးကျင်တဲ့လူကမွေးထားလို့ရတယ်เนาะအဲ့တော့သူကအခုပွဲမှာဒီ962ဆိုတဲ့ R ထွက်နေတယ်အကြရှိရတဲ့ကျွန်တော်ပြပေးမှာเนาะဒီ962ကိုပြပေးဟုတ်ကြည့်အောင်เนาะအဲ့တော့သူကခွန်းခွန်းနဲ့ဇောင်းထိုးတယ်เนาะဇောင်းထိုးပြီးရတဲ့နောက်ထောင်3ကစက်တစ်ဖြစ်သွားတယ် ပထမကမ်းမှာနော်ခုံခုံနှစ်ဇောင်းထိုးတယ်2003က17ဖြစ်သွားပြီ17ဖြစ်ပြီးတော့နောက်နောက်နေ့မှတော့940အလိုက်ထွက်တယ်တိထိတ်ကြီးအောင်နှစ်ပွဲကျော်မှထွက်တယ်နောက်ထောင်305ရဲ့ဘေးမှထွက်တယ်နော်ထွက်ပြီးတော့နောက်နှစ်မှာတဲ့သူကကနန်းသုံးခွက်ထွက်မယ်ခုနကတော့944ရဲ့936ကဲဒီ962နေကဲနော်အဲ့ထဲကမှသူက962ဆိုတော့ကနန်းထွက်တော့မယ်ဆိုရင်တဲ့သူကပထမဆုံးဘာလို့လဲဆိုတော့ break တစ်သုံးညာ break ခံနော်ပထမဆုံးသုံးညာ break ခံတယ်အဲ့သုံးညာ break ခံပြီးတာနဲ့သူကအဲ့သုံးခါ အဲသုံးတပင်ကျော်ကိုသုံးခါပြန်ကြတယ်အောက်တပင်ကျော်နော်သုံးကြပြိခံတယ်သုံးခါသုံးခါပြန်ကြတယ်ကြပြီရနဲ့ခါထောင်သုံးလုံးကိုကိုးပုံတွေထောင်တာအဲ့ခါထောင်သုံးလုံးကိုးပုံတွေထောင်ရတဲ့အကြောင်းရင်းအားလည်းပဲ तू ကပြီးခဲ့တဲ့မိနစ်က तू က9:40ပြိကိုးကနန်းပုံတွေလိုက်ထွက်ထားတဲ့တွေ့တဲ့နော်အဲ့နှစ်ထဲမှာပဲခါထောင်သုံးလုံးကိုးထောင်တာနော်ခါထောင်သုံးလုံးကိုးထောင်တယ်သုံးခါအောက်တပွဲကျော်မှာသုံးခါကြမှာခါထောင်သုံးလုံးကိုးထောင်မယ်ပြိက73ဖြစ်မယ်နော် အဲ့ဒီဘေးမှာထွက်တယ်နော်အဲ့ဒီကောင်ရဲ့တခါတော့တုံးကိုပရိသတ်သုံးရဲ့ဘေးမှာထွက်တယ်အဲ့ဒီသူ့ရဲ့ရှစ်နှစ်မှာအဲ့ပရိသတ်သုံးရဲ့ဘေးကတ်နှစ်မှာသူကနှစ်ခွန်သုံးဆိုတဲ့ကဏ္ဍသုံးလုံးနောက်ထောင်သုံးလုံးဆက်နှစ်ပေါ့အဲ့နှစ်ကိုနှစ်ခွန်သုံးဒုတိယကတ်ကျနှစ်ရှစ်သုံးတတိယကတ်ကျနှစ်ကိုသုံးဆိုတဲ့ကဏ္ဍသုံးလုံးထောင်မှာနော်အဲ့တော့သူကဒီခါတော့တုံးကိုပရိသတ်သုံးရဲ့ဘေးမှာသူကနှစ်ခွန်သုံးနောက်ထောင်သုံးလုံးဆက်နှစ်ထောင်နဲ့ထောင်းပြရနဲ့ခွန်ခါပုံတိထိုင်နေထိုင်းပြီးမှသူကထွက်တာနော်ဒီမှာဘရိတ်၁၀ထိုင်နေ ဒုတိယကကြတော့ brace set တိုင်းပဲเนาะဒုတိယကကြတော့ဟုတ်ပြီအဲ့ဒါဆိုခွန်ခွန်နှစ်ဆိုတဲ့ဒုတိယကကိုသွားမယ်เนาะခွန်ခွန်နှစ်ဆိုတဲ့ကဏ္ဍသူကနောက်ထောင်သုံးလုံးထောင်းပြီးတာနဲ့တဲ့10ထောင်းနဲ့နောက်ဆုံးလုံးเนาะ10ထောင်းပြီးတာနဲ့သူက break ကိုကဏ္ဍ450တွက်တယ်တစ်ထိတ်ကြီးအောင်နှစ်ပွဲကြုံမှာလိုက်ထွက်တယ်เนาะထွက်ပြီးတာနဲ့သူကနောက်နှစ်မှာတဲ့အဲ့ခုနပြောတဲ့ကဏ္ဍ65နှစ်ကဲ653ညာအာရ65နှစ်အာရ9လေးလေးအာရ3ခွက်လိုက်ထွက်တယ်เนาะအဲ့ထဲမှာ65နှစ်ဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆို လို့ရှိကပထမကတ်မှာ brake 30 3တုံညာခုံဒုတိယကတ်မှာ brake 1နော် brake 1တုံညာခါသည်တုံညာခါပြန်ကြတပွဲကြော်ဦးနော်အဲ့ဒီအချိန်မှာခါတောင်တုံးကိုးပုံတည်ထောင်နေအဲ့ကောင်လုံးကိုးပုံတည်ထောင်နေဟာပြီးမနစ်က450အာ brake ကိုကနန်းထုတ်နေတဲ့မှာခါတောင်တုံးကိုးထောင်တာနော်ကိုးထောင်နေ ကိုထောင်ပြရတယ်ပထမကတ်မှာပရိသတ်၃ခုဒုတိယကတ်မှာပရိသတ်၄ဖြစ်သွားပြီနော်အဲ့ဘေးမှာထွက်တာသူကနော်အဲ့ဒီကောင်ရဲ့ခါရုံ၃လုံးကိုပရိသတ်၄ရဲ့ဘေးမှာပထမကတ်မှာ၃ခု၂နောက်ထောင်၃လုံးက၂နော်အခုဒီမှာ၃ခု၂နောက်ထောင်၃လုံးက၃ဖြစ်သွားပြီနော်၂၂ပြီးတော့၃သူ့အောင်မှာခွန်ခါတဲ့ပုံတွေထိုင်နေနော်ထိုင်ပြီးကမှသူ့ဆောင်မှာဒီမှာလာပြီးတော့၅၆၂ကိုရိုက်ရတာနော်ထွက်တဲ့နေရာမှာလည်းသူက၂နောက်ပိတ်နေနေပဲထွက်တယ်နော်ဟုတ်ပြီဒါဒုတိယကတ်နော်အဲ့တက် တရတရနော်တတရကကခွန်ခွန်နှစ်လူဇောင်းထောင်ဇောင်းသွားတယ်နော်သွားပြီနောက်ထောင်တုံးတော့6ဖြစ်သွားပြီဒုတိယကမှာနောက်ထောင်တုံးတော့10ပထမကမှာနောက်ထောင်တုံးတော့17နော်အဲ့လိုထွက်ပြီးရနေတယ်နောက်နှစ်မှာသူဘရိတ်ကိုကနန်တကောင်လိုက်ထွက်တယ်နော်သူထွက်တော့မယ်ဆိုရင်လည်းတတိယစီးရဲ့အောက်နှစ်ပွဲကြုံမှာသူထွက်တယ်နောက်ထောင်တုံးတော့ခွန်ဝဲပြီးမှထွက်တယ်ဒုတိယကမှာနောက်ထောင်တုံး တစ်ထိပ်စီအောင်နှစ်ပွဲကြောင့်မှထွက်တယ်နောက်ထောင်သုံးလုံး6ပဲဘေးမှာထွက်တယ်နော်ပထမကတ်မှာနောက်ထောင်သုံးလုံး5ပဲဘေးမှာထွက်မယ်နော်တစ်ထိပ်စီအောင်နှစ်ပွဲကြောင့်ဟုတ်ပြီအဲ့လိုထွက်ပြီးတာနဲ့တဲ့သူကဒီဘက်နှစ်ကိုတဲ့သူကခုန6 9နှစ်ကဲ6သုံးရငါးလေးလေးကကနန်း၃ွယ်လိုက်ထွက်ရမယ်ထဲက6 9နှစ်ဆိုတော့ကနန်းကိုဒီချိန်မှာဖမ်းပေးထားတယ်နော်ဘာဖြစ်လို့လဲဆိုတော့သူ6 9နှစ်ဆိုတော့ကနန်းထွက်တော့မယ်ဆိုရင်နော်ပထမကတ်မှာ break တစ်ဘရိတ်တုံညခံတယ်နော်ပထမကတ်မှာဘရိတ်တုံညခံတယ်အခုဒုတိယကတ်မှာ ဘရိတ်တစ်ခံတယ်အခုဒီမှာတတိယကံမှာဘရိတ်နှစ်နော်ဘရိတ်နှစ်လို့ဖြစ်တာနဲ့သူကိုးခါးသည်အောက်တပွဲကျော်ကိုကိုးခါးလို့ပြန်ကြကြပြီးရတဲ့ခါးထောင်တုံးလုံးကိုးပုံနေထောင်နေဘရိတ်15ဖြစ်သွားပြီပထမကံမှာခါးထောင်တုံးလုံးကိုးပုံနေထောင်နေဘရိတ်73ဒုတိယကံမှာခါးထောင်တုံးလုံးကိုးပုံနေထောင်နေဘရိတ်74ဒုတိယကံမှာခါးထောင်တုံးလုံးကိုးပုံနေထောင်နေဘရိတ်က15နော်အဲ့ဘေးမှာထွက်ရမှာအဲ့ဒီခါးထောင်တုံးလုံးကိုးပုံနေထောင်ထားဘရိတ်15ရဲ့ဘေးမှာပထမကံမှာ3ခွန်းနဲ့ထောင်ထားတယ်7နှစ်ဒုတိယကံမှာ3 2023ခုတတိယကမှာ93200ထောင်ထားတယ်14เนาะအဲ့အောင်မှာခွန်နောက်ခွန်ကားထိုင်တာเนาะအဲ့ခွန်ကားရဲ့ဈောင်းမှာမှာသူကလာထွက်ရမှာเนาะသူထွက်တဲ့အချိန်မှာလည်းပဲသူကဒုတိယကမှာလည်းပဲသူက62ဆိုပြီး2နောက်ပိတ်နဲ့ထွက်တယ်เนาะပထမကမှာသူက962ဆိုပြီးတော့လည်း2နောက်ပိတ်နဲ့ပဲထွက်တယ်เนาะပထမကမှာသူက3ညပရိတ်တဲတယ်ခါရောင်3လုံးကိုပရိတ်3ဒုတိယကမှာ1ပရိတ်တဲတယ်ခါရောင်3လုံးကိုပရိတ်4တတိယကမှာ ရိတ်နှစ်တယ်တဲ့ခါတော်သုံးလုံးကိုပရိတ်ငါနော်သူကဒါဒီပြည့်ပြီမှဒီကောင်ကြာတာနော်အဲ့တော့သူကပြောချင်တာအကူကူအမ96နှစ်အာပေါ့နော်သူကတော့မမ96နှစ်အာ96နှစ်အာ96နှစ်အာကိုသူကနှစ်နောက်ပိတ်နဲ့ဦးစားပေးထိုးပေါ့နော်နှစ်နောက်ပိတ်နဲ့ဦးစားပေးထိုးကျန်တဲ့အာကိုပါပါလေးကျန်ပေါ့နော်ဒီနှစ်ထဲမှာအိုက်ကနန်း၃ခွက်က ထွက်ဖို့ရှိတယ်เนาะဒီမမှန်တော့မွေးကနန်းเนาะဒီကနန်းသုံးခွက်ကဒီနေ့ထဲမှာထွက်ရမယ်เนาะ96နှစ်အာ94လေးအာ63ရံ5အာเนาะအဲ့ထဲရမှာအခုပွဲမှာ96နှစ်ဆိုတဲ့ကနန်းကိုကျွန်တော်ကရွေးပေးလိုက်တယ်เนาะဟုတ်ကဲ့အားလုံးပဲကိုယ်လန်เนาะကံကောင်းကြပါလိမ့်ဗျာเนาะ